ဟယ်လိုဒီနေ့မှာတော့မိုးအေးအေးလေးနဲ့ရတဲ့ဥတုလေးအရင်ကောင်လို့အိမ်မှာပဲအကင်လေးတွေလှုပ်ရှားမှာမို့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးပါအောင်နော်အရင်ဦးဆုံးအကင်လေးမလှုပ်ရှားခင်မှာသစင်မာထားတဲ့မီးဖို့စပွဲလေးကြည့်လိုက်ကြရအောင်နော်သူ့မှာကမီးဖို့တမျိုးတည်းပါတာမဟုတ်ဘဲနဲ့ခုလိုမျိုးအပြားလေးထည့်လိုက်တာနဲ့စပွဲလေးလှုပ်လို့ရပါသေးတယ်နော်စပွဲတစ်ခုတည်းမှာပဲမီးသွေးမီးဖို့ပါတဲ့အပြင်ကိုအသားတွေကင်စားဖို့အတွက်အိုးလဲပါတယ်ပင်လယ်ဇာတွေကင်ဖို့အတွက်တံပြားလည်းပါပါတယ်ရှင်အရင်ဆုံးအသားကင်ဖို့အတွက်မီးလေးမွေးမှာပေါ့နော်ဒီနေရာမှာမွေးမတက်တဲ့လူဆိုရင်တရေရောက်မွေးခိုင်းပါပေါ့နော်ဒါကတော့ပြင်ထားတဲ့အသားနဲ့ပင်လယ်ဇာလေးတွေပါဒီနေရာမှာသစင်ကမီးမရသေးဘူးပေါ့နော်ဒါပေမဲ့အရန်ညော်လို့ပေါ့နော်အရင်အုပ်ထားလိုက်ရှင်ဒါအို ူလို့ခေါ်တာလားဒါမှမဟုတ်အသားกินတဲ့အပြားလို့ခေါ်တာလားဗောနော်မသိချာဘူးเนาะအိုးပူလာတဲ့နဲ့ပြင်ထားတဲ့ဝတ်သားပြားလေးကိုထည့်လိုက်ပါမယ်ဗောနော်ဒီနေရာမှာဝတ်သားအတုံးတေးတဲထက်ဒီပပားလောက်ထားတဲ့ဝတ်သားပဲထည့်ကြိုက်တာထည့်ဗောနော်ဒီနေ့မှာတော့သစဉ်ကဒီဝတ်သားထူထူလေးထည့်ပြီးတော့ဒီပီမာကက်ကြီးလေးနဲ့ညက်ဗောနော်ဟိုကိုရီးယားပုံစံလေးလိုမျိုးစားချင်လို့ပါရှင်ဒါလေးကတော့နောက်ထပ်กินဖို့အတွက်ပြင်ထားတဲ့ပုံထုံနဲ့ပန်ကနန်လေးတွေပါရှင်အသားတော့နောက်ထပ်တဒုံရှိသေးတယ်ဗောနော်ခုတဒုံမကြအောင်လုပ်လိုက်ပါမယ်ဒါလေးကတော့ကိုယ်တိုင်လောက်ထားတဲ့ seafood sauce အချင်းကြီးလေးပါရှင်အသားအနေထားလေးကရွှေရောင်တန်းနေပြီဆိုတော့ဒါလေးကိုခတ်အတုံးတေးလေးညက်လိုက်မှာဗောနော်အတုံးတော့သေးတယ်လို့ပြောလို့မရတော့ ချင်းအတုံးကြီးကြီးပေါ့နော်ဒီနေ့မှာတော့အတုံးခက်တဲ့တေးပပလေးတွေမစားချင်မနဲ့အတုံးခက်ကြီးကြီးထူးထူးလေးစားချင်တယ်ဆိုတော့လေဒီလောက်အနေတော်လေးပဲညှက်လိုက်ပေါ့နော်အသာအနံ့လေးကလည်းမွေးနေရောပေါ့နော်စားတော့စားချင်နေပြီဒီအသွင်သားနဲ့ဒီအပြင်အခေါက်နဲ့ကြက်ဖို့လို့သေးတယ်ဆိုတော့လေခဏတအောင်တော့ဆောက်ရပါအောင်မယ်အခုဆိုရင်တော့ဝတ်သားလေးကတော့ကြက်သွားပြီဆိုတော့ပကံနဲ့ခက်ထုတ်လိုက်မယ်နော်ဒီနေ့ကဘာလို့ fiveover နဲ့ပြောလဲဆိုတော့အပြင်မှာတအားညံ့တဲ့မိုးတန်ရောလူတန်ရောခလေးတန်ရောခွေးတန်ရောစုံနေရောပေါ့နော်အဲ့ဒါကြောင့်မလို့နားလဲပေးပါရှင်ပြီးသွားတာနဲ့အသားกินတဲ့ဘန်ဖဲ့ပြီးတော့ပင်လယ်စာกินဖို့အတွက်တံပြားလေးလာထဲမှာပေါ့နော်ဒီနေ့ကမှလေးအိမ်မှာမုခထအိုးတွေဘာတွေစောင့်ထားတဲ့သူဆိုရင်လေအစာထို ုးလာတုံလို့ရတာပေါ့နော်သူလှုပ်ထားပေးတဲ့ဒီစပွဲဝိုင်းရဲ့ဒီခွက်လေးတဲ့နေရာပေါ့နော်မူကထအိုးနဲ့ဆိုရင်ကွက်တိပါပဲရှင်ဆိုရင်ပစုံနဲ့ကနန်းကိုกินထားပြီးတော့ကြက်သွားတဲ့အသားပြားလေးကိုစားပါမယ်ပေါ့နော်အတုံးကလည်းကြီးလို့လားမသိတဒုံဆိုတဒုံအာရပတ်ရပေါ့နော်တလုတ်ဆိုတလုတ်အာရနေတာပဲအနံ့လေးကလည်းဆွဲဆောင်ပြီးဆိုတော့လေအာလုံးကြက်တော့မစောင့်နိုင်တော့တခါလည်းပဲစားလိုက်တော့မယ်နော်ခုနောက်ပိုင်းဆိုရင်မူကထတွေအကင်တွေဆိုရင်လေးဆိုင်မှာသွားပြီးတော့မဝယ်စားဖြစ်တော့ပေါ့နော်ဒါရမဘူဖွေးတဲ့အဝစားတဲ့အမျိုးမျိုးရှိတာတော့မှာပေါ့နော်အဲ့မှာပဲအဲ့လိုမျိုးအေးအေးဆေးဆေးလေးတွေလှုပ်စားဖြစ်ပါတယ်ရှင်အခုဆိုရင်တော့အနံ့မမွေနဲ့ပစုံกินလေးကြက်ပြီးဆိုတော့စားစားပါ တော့ဗောနော်ဘယ်နှကောင်ကြက်တကောင်နှကောင်သုံးကောင်ကြက်ပါပြီရှင်ဒီလိုဗောနော်ပဇွန်လေးကပြန်သွားသေးတာเนาะဆောဆောအဲ့လိုမျိုးဟဲ့စတာပါရှင်ပဇွန်ကောင်လေးဆိုရင်လည်းလေအစီအနစ်လေးတင်နဲ့လာကောင်းနေတာပဲဗောနော်တစဉ်ပဇွန်ကောင်စားရင်လေအကုတ်လုံးကြိုက်စားဝါစားတာဗောနော်ဒါတော့မှကင်မရာရှေ့မှာမလို့ဗောနော်နောက်ကွယ်ဆိုရင်ဒီထက်တော့အခြေအနေဆိုးပါသေးတယ်ရှင်ငငယ်တော့ဆိုရင်ပဇွန်ကောင်လုံးဝမကြိုက်စားလည်းမစားဘူးဗောနော်ကြီးလာတဲ့ခါကျတော့ပဇွန်အသားထက်ဗောနော်ပဇွန်ကောင်ပိုကြိုက်တယ်အဲ့လိုလူတွေလူကားစားတွေရှိလာတော့မသိတစဉ်လိုမျိုးဗောနော်တစ်ခါတလေပဇွန်စားလို့မတဲတဲ့အခါမျိုးလည်းရှိတယ်ဗောနော်အလက်စစ်ဖြစ်ပြီးတော့အဖုတွေမျက်နှာတွေရားလာတာမျိုးဗောနော်ဒါပေမဲ့လည်းစားပါတယ် เนาะလုံးဝကိုမစွန့်လို့ပါဘူးရှင်ပစွန်ဆိုကြိုက်လို့ပါပေါ့เนาะအခုဆိုရင်လည်းပြောရင်းနဲ့ပေါ့เนาะအားရပြစာထက်လိုက်ပြန်ပြီပစွန်အရသာလေးကလည်းထုတ်ထုတ်ထုတ်နေပေါ့เนาะပြောရင်းနဲ့နောက်ထပ်တစ်ကောင်ထပ်စားပါမယ်ကြည့်လိုက်အောင်သူ့ရဲ့ခေါင်းထဲမှာအသားတဲ့အစီတရားလေး it ညောပါပေါ့เนาะအဲ့လိုမျိုးနှမျောတာပစွန်ခေါင်းဆိုလုံးဝချက်ချင်းမပြည့်ဘူးကလော်ကလော်အသားတွေပြောင်တဲ့ထည့်ကိုစားတာပေါ့เนาะသူ့ရဲ့ခေါင်းဆိုလည်းတစ်ခေါင်းလုံးစားပါတယ်တတိထာမိကြလားမသိပေါ့เนาะနောက်ပိုင်းကိုပင်လေစာအပူဆက်တွေတိတ်ပြီးတော့မစားပြဖြစ်ပေါ့เนาะတကယ်တမ်းကျတော့အိမ်မှာတော့စားဖြစ်တော့ပေါ့เนาะဒါပေမဲ့ဗီဒီယိုလေးတွေပဲမတင်ပေးဖြစ်တာပေါ့เนาะဒီရက်ပိုင်းတော့သစဉ်ပင်လေစာလေးတွေမများစားပြ အောင်ပေါ့နော်ဘာလို့လဲဆိုတော့မိုးကလည်းရက်စတိုက်ကိုယွာနေတော့ဆိုတော့လေပင်လယ်စာမှာပင်လယ်စာကိုစားချင်နေတယ်ဖြစ်နေတာလူကကနန်းကင်ကအတော်လေးကိုစားချင်နေပြီပေါ့နော်အနက်လေးကလည်းမွေးနေပြီဒါပေမဲ့အတွင်းသားမကြက်သေးဘူးပေါ့နော်နည်းနည်းလေးခက်ကြက်ကြက်လေးစောက်လိုက်မှမလို့ဒီกินထားတဲ့ဝက်သားกินလေးပဲပြန်စားလိုက်မှာပေါ့နော်ဝက်သားအသုံးနဲ့ဒီလှုပ်ထားတဲ့ကိုယ်တိုင်လှုပ်ထားတဲ့ဒီ seafood sauce လေးနဲ့ဆိုရင်လောကွက်တီပေါ့နော်တစင်ကနည်းနည်းခက်ပြစ်ပြစ်လေးဖြော်ထားတဲ့အတွက်ပေါ့နော်အရသာကောင်းလားမကောင်းလားမသိပေါ့နော်ဟိုကင်မရာတော့မကြည့်အောင်ပေါ့နော်ပါဇက်လည်းပဲစုကနေစုကနေကောက်ထည့်နေတာပြီးသွားတာနဲ့ပဇွန်กินလည်းထပ်စားလိုက်ပြန်ပြီပေါ့နော် တကယ်တမ်းစားချင်လာတာကနန်းကင်ကိုအဓိကစားချင်နေတာတကယ်တမ်းကြက်သွားတာကြတော့ဝက်သားကင်နဲ့ပဇွန်ကင်ကအရင်ကြက်တော့ဗောနော်ဟိုမှာကနန်းလေးပြောရင်းနဲ့ရလာပါပြီရှင်အဲ့ဒါဆိုရင်တော့ကနန်းကင်လေးစားစားဗောနော်အရန်ပူတော့ဗောနော်အဲ့ဒါလည်းမစောင့်နိုင်ဘူးစားချင်နေပြီဒီအပေါ်မှာကက်နေတဲ့သူ့ရဲ့အသား အနစ်လေးလားအဲ့ဒါလေးကိုလည်းနည်းနည်းကလောစားလိုက်မယ်နော်ခဏန်းကအထီးဆိုတော့လေဥတော့မပါဘူးရှင်ပြီးရနဲ့ခဏန်းစားတဲ့ခါကျရင်သူ့ရဲ့ဘဟတ်လားဗာကြီးလေအဲ့ဒီအမမွားလေးကညက်ထုံတော့မဟုတ်ရင်အဲ့ဒါစာမိကိုဝန်သွားတတ်တယ်နော်ကြိုပြောပြတာပါရှင်တစင်မစားလိုက်ဘူးနော်ညက်ထုံလိုက်ပါလေရှင်တကယ်တမ်းကပန်းခဏန်းကအသာနယ်တဲ့ခဏန်းနဲ့ပါတာပေါ့နော်ဒါပေမဲ့လည်းတခြားရွေးစရာခဏန်းမရှိတော့ဒီပန်းခဏန်းပဲကင်စားလိုက်တာပေါ့နော်အသာလေးကလည်းချိုအီးပြီးတော့တော်တော်လေးစားကောင်းတဲ့အယူများတာလေးတစ်ခုပဲပေါ့နော်တစ်ခုပြီးတစ်ခုပဲလို့အဲ့လိုမျိုးအားရပါရနောက်မှပဲဆက်စားတော့မယ်နော်ဒီလောက်ပဲစားပြတော့မယ်ဒီခဏန်းကိုတော့ပြီးသွားတာနဲ့အသာကျန်နေတဲ့အသားလေး ပြန်กินလိုက်မှာပေါ့เนาะโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့เนาะသတင်းရဲ့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်เนาะနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တာတာ